မောင်းနှင်းပါနေ့စဉ်မနဲ့ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုလိုက်ပါရစေဒီကနေ့မနဲ့အားလုံးနဲ့ဝေငှတိုက်တွန်းခွန်အားပေးခြင်းနဲ့နှုတ်ကပတော်ကောင်းစဉ်လေးကတော့ခရိယန်သားသမီးကျင့်ဝတ်အပိုင်း6ဖြစ်ပါတယ်ဒီအပိုင်း6ထဲမှာအဓိကဝေငှခြင်းနဲ့အချက်တစ်ချက်ကပါလဲဆိုတော့မိဘကို ပြန်လဲကျွေးမွေးပြုစုပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အဓိကဝေငှတိုက်တွန်းခြင်းတာဖြစ်ပါတယ်အခြေပြုကျမ်းနှစ်ချက်ရှိပါတယ်ပရမအောင်ဆုံးကျမ်းချက်တစ်ချက်ကိုဖတ်မှာဖြစ်ပါတယ် ရှမတဲခရင်ခန်းကြီး15အငယ်6ကနေ9အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပါမယ်။ဖယားသခင်ရဲ့ပညတ်တော်ကမိဘကိုယူသေးစွာပြုလို့အချင်းသူဒီမိဘကိုနှုတ်နှင့်ပြစ်မာ၏ထိုသူဒီအသေးသက်ချင်းကိုခံစီဟုလာသည်။တင်တို့မူကားအချင်းတူဒီကိုမိဘကိုတင်တို့အတုံးရနိုင်သမျှတော့ငါဤဥ္စာဒီအလူဝှထုဖြစ်စေဟုဆို၏ထိုသူဒီမိဘကိုပင်ယိုသေးစွာမပြူရဟုဆိုကြ၏ထိုတို့တင်တို့ဒီ အဆက်ဆက်ခံတော်ဤဥပရိတအားဖြင့်ဖျားသခင်ပညာတော်ကိုပယ်ကြ၏လျှို့ဝှက်တော်သူတို့ဟေရှာယသည်တင်တို့ကိုရေမှတ်လျက်ဤလူမျိုးသည်နှုတ်နှင့်ငှက်ထံတို့ချင်းကပ်၍နှုတ်ခမ်းနှင့်ငါကိုယူသေးကြ၏စိတ်နှလုံးမူကားငါနှင့်ဝေးလိုက် လူတို့စီရင်တော်ပညာတော်ကိုတုံတင်၍ဤဥပရိတပေးလျက်ပင်ငါကိုအချီးနီးကိုးကွယ်ကြ၏ဟု နောင်ဖြစ်လက်တန့်သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟု ပြန်၍မိန်တော်မူ၏ ချက်တော်ညီကိုမောင်မားတို့ဒီကျမ်းချက်ကသခင်ယေရှုခရစ်တော်ကနေပါရီရှဲလူမျိုးတွေကိုတတိပေးနေတာဖြစ်ပါတယ်။ဘာလို့သခင်ယေရှုခရစ်တော်ကပါရီရှဲလူမျိုးတွေကိုဒီကျမ်းချက်အားဖြင့်တတိပေးနေရလဲဆိုတော့ပါရီရှဲလူမျိုးတွေကလွဲမားစွာခံယူပြီးမှလွဲမားစွာတုံတင်နေလို့ဖြစ်ပါတယ်။ပါရီရှဲလူမျိုးတွေရဲ့လွဲမားမှုအများကြီးထဲမှာအခုပြောပါဆိုရင် အခုဖတ်သွားတဲ့ကျမ်းချက်ထဲမှာမိဘကိုမကြွေးမွေးမပြုစုခြင်းဖြစ်ပါတယ်။ မိဘကိုမကြွေးမွေးမပြုစုယုံတယ်မှာကသူတို့ကဘာစင်ချေပေးလဲဆိုတော့အမေရဲ့အဖေရဲ့အမေနဲ့အဖေကိုပေးရမယ့်ပတ်စံအမေရဲ့အမေနဲ့အဖေကိုထောက်ပံ့ရမယ့်ငွေကြေးတွေကိုကျွန်တော်ဖျားသခင်စီမှာလူလိုက်ပြီနော်။ဒါကြောင့်ကျွန်တော်အဖေအမေကိုမကြွေးမွေးမပြုစုလဲရပြီဆိုတဲ့သဘော။အဲ့ဒါကိုပါရီရှဲလူလူမျိုးတွေကအဲ့လိုခံယူပြီးမှအဲ့လိုတုံတင်တယ်။သူ့ရဲ့ဘာသာဝင်ကလူတွေကိုလည်းအဲ့လိုတုံတင်တယ်။ နေလို့တွေတဲ့အော်မိဘကိုကျွေးမွေးပြုစုရမယ်ထောက်ပံ့ကြီးတွေမိဘကိုပို့နေတဲ့ပတ်စံတွေအကုန်လုံးဖျားစီမှာပဲလူလိုက်တဲ့ဒါဆိုရင်ဖျားတခင်နေတို့အပြစ်မပေးတော့ဘူးတဲ့အာမိဘကိုမကျွေးမွေးလည်းဘာမှဖြစ်ဘူးတဲ့မိဘကိုကျွေးမွေးမဲ့ပတ်စံတွေအကုန်လုံးဖျားတခင်မှာလူလိုက်ရင်ပြဿနာမရှိဘူးတဲ့အဲ့လိုမျိုးမာယွန်းစွာတုံတင်ကြတယ်ဖာရိရှဲလူမျိုးတွေအဲ့ကြောင့်သခင်ယေရှုခရစ်တော်ကဒီနေရာမှာအဲ့ဒီဟာဒီအင်မတန်မာကြောင့်သခင်ယေရှုခရစ်တော်ကထောက်ပြနေတာ ။နေတော့အားရဲဘလောက်ထိမိုက်မဲနေရလဲဆိုလို့ရှိရင်ဖယားသခင်ရဲ့ပညတ်တော်ကို စင်ချေယူပြီးတော့မှမိဘကိုမယိုသေးပဲနဲ့နေတော့ကစင်ချေပေးတတ်တယ်တဲ့။လူတွေတုံတင်တဲ့စီကံဥပဒေတောက်ကိုခံယူမှဖယားသခင်ရဲ့စစ်မှန်တဲ့ပညတ်တော်ကိုပယ်ကြတယ်တဲ့။အမှန်ကဖယားသခင်ရဲ့ပညတ်တော်ကမိဘကိုယိုသေးစွာပြုပါမိဘကိုရှာကျွေးပါပြုစုပါ ငငယ်ရောမိဘကျွန်တော်တို့ရှာကျွေးမှကျွန်တော်တို့ကြီးပြင်းလာပြီကျွန်တော်ကြီးလာတဲ့အခါမှာမိဘတွေကိုတံပြန်ကျေးဇူးဆက်တဲ့အနေနဲ့အခြေခံရဲ့အခြေခံယူတည်မှုဖြစ်တဲ့ပြန်လဲကျွေးမွေးပြုစုခြင်းကိုလုပ်ရမယ်ဆိုမှကျမ်းစာထဲမှာပေါ်ပြတယ်လေဒါကိုတချို့တချို့တော့ခရိယံယုံကြည်သူတွေကပါရီရှဲလူပါရီရှဲလူမျိုးဖြစ်နေတယ်ဘယ်လိုမျိုးလဲဆိုတော့အမေရဲ့အဖေရဲ့အမေအဖေကိုမရှာကျွေးနိုင်ဘူးဘာလို့လဲဆိုတော့ဖခင်အမှုတော်မြတ်ပဲဆောင်နေရလို့ အမေအဖေရဲ့အမေအဖေကိုပေးမဲ့ပတ်စံတွေအကုန်လုံးကဖယားသခင်စီမှာပေးလူလိုက်ပြီနော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်မှအပြစ်မရှိတော့ဘူးအဲ့လိုခံယူတယ်အဲ့လိုခံယူရင်မားပါတယ်တဲ့သခင်ယေရှုပြောတာနော်ကျွန်တော်ပြောတာမဟုတ်သခင်ယေရှုခရစ်တော်ပြောတာသခင်ယေရှုခရစ်တော်ကပါရီရှဲလူမျိုးတွေကိုအဲ့လိုမျိုးတတိပေးတယ်မိဘကိုယူသိစွာပြုပါတဲ့နော်ဖယားတရားစင်ချေပေးပြီးတော့မှလေမိဘကိုမယူတင်လဲရပြီဆိုတဲ့သဘောမျိုးလုံးဝလုံးဝမလုပ်ပါနဲ့တဲ့ပါရီရှဲလူတွေကို သခင်ယေရှုခရစ်တော်ကအဲ့လိုတတိပေးတာလေနော်တင်တို့အတုံးရနိုင်သမျှတော့ငါဤဥစ္စာဒီအလူဝှထုဖြစ်စေဟုဆို၏ထိုသူဒီမိဘကိုပင်ယူသေးစွာမပြူရဟုဆို၏ထိုတို့တင်တို့ဒီအဆက်ဆက်ခံတော့ဤဥပဒေတအားဖြင့်ဘုရားသခင်၏ပညာကိုပယ်ကြ၏တဲ့မိဘကိုပေးရမယ့်ပတ်စံမိဘကိုထောက်ပံ့ရမယ့်ပတ်စံဒီဘုရားသခင်စီမှာ လူလိုက်ပြီဆိုမှ စင်ချေပေးတတ်တာတဲ့အဲ့ဒါမိဘကိုမလုတ်ကျွေးချင်တဲ့စင်ချေပဲတဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်မတော် ကျွန်တော်အခုနားထောင်နေတဲ့သူကိုမေးချင်တယ်အထူးတစ်ဖြစ်ကျွန်တော်လိုမျိုးအမှုတော်ဆောင်နေတဲ့သူတွေကျွန်တော်တို့အမှုတော်ကိုပဲဆောင်ပြီးဆောင်ပြီးမှမိဘကိုမကြည့်ရှုမဆောင်ရှောင်ပဲနဲ့ရပြီလားရပြီလားမရဘူးနော်မရဘူးနော်ကိုယ်ကိုမွေးတဲ့မိဘကိုမိခင်ဖခင်ကိုဂျေဇူးပြန်ဆက်တတ်ဖို့လိုတယ်အခြေခံရဲ့အခြေခံယူသိချင်းဖြစ်တဲ့ကျွေးမွေးပြုစုခြင်းကိုလှုပ်ဖို့တော့လိုတယ်အချို့အမှုတော်ဆောင်တဲ့သူတွေကမိဘဘေးမှမရှိဘူးဟုတ်ပါတယ်ကျွန်တော်လည်းမိဘဘေးမှမရှိဘူးဒါပေမဲ့မိဘတွေလိုအပ်ချက်ကိုကျွန်တော်တို့တတ်နိုင်တဲ့လောက်ဖြည့်ဆည်းပေးဖို့အင်မတန်ရည်ကြီးတယ် ဒါကမိဘကိုပြန်လဲကြွေးမွေးပြုစုတဲ့အခြေခံရဲ့အခြေခံယိုသိချင်းတစ်မျိုးပါပဲတချို့သားသမီးတွေကြတော့မိဘကိုမလုတ်ကျွေးချင်တာကသူကိုယ်တိုင်ပြင်းကြီးနေလို့အလုတ်မလုတ်ချင်ဘူးအလုတ်မလုတ်ချင်ပဲပြင်းကြီးနေတဲ့သူတွေကိုကျန်းစာကအတန်တန်တတိပေးထားတယ်ပြင်းတဲ့သူကိုဘုရားသခင်အတုံးမပြုသူလို့ပြင်းတဲ့သူကိုဘုရားသခင်ဘယ်တော့မှကောင်းချီးမပေးဘူးကျန်းစာတစ်ချက်ဖတ်ပြမယ်နော်တုတ်တန်ကျန်းခန်းကြီး30အငယ်9မှာအတီးတီးတော့အချိန်၌တိမ့်ယူတော့သူဒီပညာရှိတော့တားဖြစ် စဘာရိယာကာလာ၌အိတ်တက်တော်သူမူကအရှက်ခွဲတက်တော်တာဖြစ်ဒီနေရာမှာတာသမီးကိုတွန်တင်နေတာနော်တချို့တာသမီးတွေကတဲ့အလုတ်ကိုကြိုးစားကြတယ်တချို့တာသမီးတွေကပြင်းကြီးတက်တယ်တဲ့ကိုယ်တိုင်အလုတ်မရှာယုံမကမိဘကိုကြွေးမွေးပြုစုဖို့ဆိုစင်းတော်မစင်းစားဘူးတဲ့အဲ့လိုမျိုးတာသမီးတွေရှိတယ်အဲ့လိုမျိုးတာသမီးတွေကမိုက်မဲတဲ့တာသမီးတွေကျင်းချင်းအမင်္ဂလာခံတဲ့တာသမီးတွေဖြစ်တယ်တဲ့လူပြင်းတာသမီးတွေဒါကြောင့်ချက်တော်ညီကိုမောင်မတော် အခုနားထောင်နေတဲ့သူကျွန်တော်မေးချင်တယ်။တင်အရွယ်ရောက်ပြီလား။တို့မဟုတ်တင်အိမ်ထောင်ပြုပြီးပြီလား။တို့မဟုတ်တင်ကိုစီပွားရေးကိုလုပ်နေပြီလား။မိဘကိုကြွေးမွေးပြုစုဖို့မမေ့ပါနဲ့။တကယ်လို့ကျွန်တော်တို့ကမိဘကြီးစုကိုပြန်ဆက်တဲ့အနေနဲ့လှုပ်ကြွေးခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီတလိษံလောက်တော်မှအဆင်မရှိတော့ဘူး။ဒါကြောင့်ချစ်တော်ညီကိုမောင်မအခုနားထောင်နေတဲ့သူတွေတင်းအလုတ်အစင်ပြေချင်မှပြေမယ်မပြေချင်လည်းမပြေဘူးပေါ့ဒါပေမဲ့ တင်ရလာတဲ့အခါမှာမိခင်ဖခင်ကိုကျွေးမွေးပြုစုဖို့လုံးဝလုံးဝမမေ့ပါနဲ့။ဒါဟာအခြေခံရဲ့အခြေခံသားသမီးတွေကြေရမဲ့တာဝန်ဖြစ်ပါတယ်။ခရီးရန်သားသမီးကျင်းဖို့အများကြီးပြောလာတဲ့အထဲမှာအခုဒီ6မျိုးတမျိုးကမိဘကိုပြန်လဲကျွေးမွေးပြုစုတတ်တော်သားသမီးဖြစ်ဖို့အင်မတန်ရည်ကြီးတယ်။ကျွန်တော်တို့မှာတာဝန်ရှိတယ်။တမန်ကျမ်းစာကလည်းအတန်တန်အတန်တန်မိန့်မှာထားတယ်။အထူးတစ်ဖြစ်တတိပေးထားတာတစ်ခုရှိတယ်။ဖျားတရားဖျားတရားဆိုမှ ဆင်ခြေပေးပြီးတော့မှမိဘကိုမကြည့်ဘဲနဲ့မလုပ်ပါနဲ့တဲ့နော်ဖရာသခင်ကကျွန်တော်စိတ်နှလုံးကိုကြည့်တဲ့ဖရာဖြစ်တယ်တကယ်လို့ဖရာတရားအတွက်တကယ်ပဲစက္ကန့်နေတယ်ဆိုရင်တော့အေးထားပါတော့ဒါတော့တကယ်စက္ကန့်နေလို့ဖာရိရှဲလိုမျိုးဟန်ဆောင်ပြီးတော့မှဖရာတရားလုပ်နေတယ်ဘာညာဆိုပြီးတော့မှဟန်ဆောင်ပြီးမှမိဘကိုမကြည့်ရှုပဲလုပ်နေတဲ့သူဟာကျင့်ချင်းအမင်္ဂလာခံထိုက်တဲ့သူဖြစ်တယ်တတိထားနော်ခင်ယေရှုခရစ်တော်ကပါရိရှဲလူမျိုးကိုအာမင်္ဂလာရှိတယ်အာမင်္ဂလာရှိတယ်အာမင်္ဂလာရှိတယ်လို့အကြိမ်ကြိမ် တတိပေးထားတာနော်ဒီကနေ့ကျွန်တော်တို့ပါရီရှဲလူမျိုးမဖြစ်ဖို့လိုတယ်ပါရီရှဲလူမျိုးရဲ့ဟိုပါလေပြစ်ချက်တွေအများကြီးရှိတဲ့အထဲမှာတစ်ခုကမိဘကိုမကြွေးမွေးမပြုစုခြင်းနဲ့ဆိုင်တယ် ပါရိရှဲလူမျိုးတွေကမိဘကိုပေးရမယ့်ပတ်စံတွေအားလုံးကိုဖျားတရားမှလူလိုက်ပြီးဒါကြောင့်ငါတို့ပေးစရာမလိုတော့ဘူးတို့အဲ့လိုခံယူတို့တို့ရဲ့ဘာသာဝင်တို့လည်းအဲ့လိုတုံတင်းတယ်နေတို့တွေတဲ့ဖျားเจ้าမှအကုန်လုံးလာလူလိုက်တဲ့နေတို့ရှိတဲ့ပတ်စံတွေမိဘကိုပေးမယ့်ပတ်စံတွေဒီမှာလာလူလို့ရတယ်တဲ့ဒါဆိုရင်နေတို့မိဘကိုပေးစရာမလိုတော့ဘူးလေဖျားသခင်လည်းနေတို့အပြစ်မပေးတော့ဘူးတနည်းအားဖြင့်ငရဲမကြီးဘူးပေါ့နော်ဖျားမှပေးလို့ရင်ပိုးမှကောင်းတယ်အဲ့လိုမျိုးခံယူလာအဲ့ဒါကိုသခင်ယေရှုခရစ်တော်ကထောက်ပြခဲ့တာ ဖယားတရားကိုစင်ချေပေးပြီးတော့မှမိဘကိုမကြည့်ရှုမဆောင်မပဲမနေနဲ့ကျွေးမွေးပြုစုပါတဲ့เนาะโอเคကျွေးမွေးပြုစုပါဒါလေးကိုအဓိကခွန်အားပေးချင်တာဖြစ်ပါတယ်โอเคเนาะဆိုတော့ညကုန်းချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကခရိယန်သားသမီးကျင်းကိုအပိုင်း6ဖြစ်ပါတယ်အပိုင်း6မှာတခွန်ပဲပြောသွားတယ်မိဘအသက်ရှင်သေးတယ်ဆိုရင်မိဘကိုကျွေးမွေးပြုစုပါအချိန်ရလို့ပေးပါမဟုတ်လို့ရှိရင် အချိန်ကကျွန်တော်တို့မဆောင်ဘူးမိဘတွေကလည်းတရေကြိုင် ဆုံးသွားတတ်တယ် ဆုံးသွားတဲ့အချိန်မှာကျွန်တော်တို့ကကြွေးမွေးပြုစုခြင်းနဲ့ဆိုရင်တို့ရှိပါမလားမရှိတော့ဘူးဒါကြောင့်မိဘအသက်ရှင်တော့ကြွေးမွေးပြုစုပါအခုနားထောင်နေတဲ့သူတွေထဲမှာမိဘမရှိတော့ဘူးဆိုတဲ့သူတွေလည်းအာမငင်နဲ့ကောင်းကင်ဖခင်ရှိသေးတယ်အာမင်ဒါကြောင့်ကောင်းကင်ဖခင်ရဲ့အမြင်အားဖြင့်ကျွန်တော်တို့အမျိုးတွေထဲမှာကျွန်တော်မိသားစုတွေထဲမှာအာမလုတ်စားနိုင်တော့တဲ့သူတွေကိုကျွန်တော်တို့ပြုစုပါโอเคပေးပါကြွေးမွေးပါအဲ့လိုခွန်အားပေးနဲ့ညီကုံချုပ်ပါတယ် တန်ရှင်တော်ဝင်ကျွန်တော်လင်းပေးပါစေဖရားတခင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှာလဲခရိယန်သားသမီးကျင်းဝအပိုင်း6ထဲကနေကျွန်တော်တို့ကိုမိဘကိုကြွေးမွေးပြုစုစောင့်ရှောက်ဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်တတိပေးတယ်တတိပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်ဂျေဇုတင်တယ်အသက်တာထဲမှာမိဘကိုကြွေးမွေးပြုစုတတ်တော်သားသမီးဖြစ်စေပါမိကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖခင်အာမင် 还幺五零四来，哎、我拍成高级别八岁咯。